တင်ပြပေးသက်များအလုံးမဲမင်္ဂလာပါရှင်ကျမတို့တင်ချန်နယ်လေးကနေပြီးတော့ဒီကနေ့ match လ29ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်တင်တင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရက်ကန်အပါရရှင်ပထမအောင်ဆုံးတင်ဆက်ပေးမယ့်တင်ကတော့ရွှေဘုံမှာဘန်ငါဆောင်ရံပစ္စည်းများတည်ဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်မှ9ဦးသေဆုံးဆိုတဲ့တင်ကိုတင်ဆက်ပေးပါမယ် ။စကိုင်းတိုင်းရွှေဘုံမြို့နယ်တွင်ဘန်ငါဆောက်ဖို့အတွက်ပစ္စည်းများတည်ယူနေစဉ်အစမတ်စစ်ကောင်စီတပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ရာစစ်တပ်မှ၅ဦးသေဆုံးခဲ့ကြောင်းမဟူရန်ရွှေဘုံသားအဖွဲ့တာဝန်ခံမူမခါကပြောဆိုပါရယ်။မလာ26ရက်နေ့နနက်8:30မိနစ်ခန့်တွင်ရွှေဘုံမြို့နယ်စီပြုကုံပြူစောတိရွာမှနေအိမ်များကိုဖျက်ဆီးကတီလုံးပြူစောတိရွာတွင်ဘန်ငါဆောက်လုံရန်တည်ဆောင်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့များကလက်နက်ငယ်များဖြင့်အသင့်စောင့်ကြည့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ်ထိုတိုက်ခိုက်မှုအတွင်းရှဲတပ်သားတအူးနဲ့ပြည်သူစစ်ကောင်းဆောင်ဘားထော်အပါအဝင်ပြူစော်တီလီဦးစုစုပေါင်း9ဦးသေဆုံးခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် သူတို့ကနေနေကိုဖျက်ယူပြီးတီးလုံးမှာဘန်ကားလုပ်ဖို့လာတဲ့တာကိုစောင့်ကြိုတိုက်ခိုက်တာပါအဲရွာတွေကပြူရွာတွေပြည်သူတွေဖမ်းဆီးရမျိုးတော့မရှိပါဘူးတယ်လာရာကတစ်သားတွေအိမ်နိုင်တွေအားရတွေကိုယူပြီးတော့ဘန်ကားစောင့်မှာဇီးပြူကုန်းကယူပြီးတီးလုံးမှာစောင့်မှာပါတိုက်ပွဲတွင်းမှာတော့ဇီးပြူကုန်းနဲ့တီးလုံးရွာတွေကကောင်းတွေကထွက်ပြီးတော့ပြန်ပြစ်တယ်ကျွန်တော်တို့ကလက်နက်မများတော့ပြန်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့လက်နက်တွေကြီးတွေဖြည့်တင်းမှုလိုအပ်သေးလို့အကူအညီလိုအပ်နေပါတယ်ဒီပြူရွာတွေကရှောင်နေတဲ့စစ်ဆောင်ပြည်သူတွေအတွက်စောင့်ဝင်နေရလေအကူအညီလိုအပ် ေပါတယ်လို့မဟုယာရွှေဘူသားအဖွဲ့ကတာဝန်ခံမူမခကပြောပါတယ်။အဆိုပါတိုက်ခတ်မှုကိုမဟုယာရွှေဘူသား PDF တောင်းမန်ဇေယသွေ Snake Eyes မဟာညီနောင်အဖွဲ့ One Day အဖွဲ့နဲ့နေမြေကန်ပါကဖာရောကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်တရင်ကတော့ရန်ကုန်ပြည်လမ်းနဲ့ရန်ကုန်မန္တလေးလမ်းဟောင်းမှာပီရက်တက်များကယနေ့လုံခြုံရေးစစ်ဆေးမှုများဆောင်ရွက်ဖို့စစ်စင်ရေးမှုရဲဘော်တင်ဦးပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းဟောင်းမှာ PDF တပ်များကရန်နေလုံခြုံရေးစစ်ဆင်မှုများဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကော်မတီတမတော်တောင်ပိုင်းတိုင်းစစ်ဒေသစစ်ဆင်ရေးနယ်မြေနှင်းမှာစစ်ဆင်ရေးမှုရဲဘော်တင်းဦးကပြောဆိုပါရယ်ရန်နေမလာ29ရက်နေ့ဘကိုးတိုင်းရန်ကုန်မန္တလေးလမ်းမတွင် ပြည်သူ့ကော်မတီတမတော် PDF ဖြူဟာ23မှတပ်ဖွဲ့ဝင်များကလုံခြုံရေးစစ်ဆင်မှုများကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းလမ်းမတွင်တိုက်ပွဲတချို့လည်းဖြစ်ပွားခဲ့ကြောင်းသိရှိရပါရယ် ီနေ့လည်းရန်ကုန်ပြည်လမ်းနဲ့ရန်ကုန်မန္တလေးအမြန်လမ်းဟောင်းပေါ်မှာ PDF တပ်ဖွဲ့တွေစစ်ဆေးမှုဆောင်ရွက်ခဲ့ကြပါတယ်။ရန်ကုန်မန္တလေးလမ်းမပေါ်မှာထိတွေ့မှုလည်းဖြစ်ခဲ့ပါတယ်လို့ရဲဘော်တင်ဦးကပြောပါတယ်။ထို့ပြင်ရန်ကုန်မန္တလေးလမ်းမိုင်းအုတ်တွင်းမြို့နယ်ညောင်ချောင်မြောက်ဖန်နီခုံမင်းတာကျင်းရွာနီတွင်ရှနေနက်နက်6နာရီအချိန်စစ်ကောင်စီတပ်များနဲ့ PDF တပ်များကြားတိုက်ပွဲဖြစ်ပွားသဖြင့်လမ်းများပိတ်လိုက်ရကြောင်းသိရပါသည် တိုက်ပွဲရာဒီမနက်6နာရီမှာခုံမင်းတာကြေးရွာမှာဖြစ်တာပြည်ရဲတွေကစစ်ကောင်စီခန့်အပ်တဲ့ခုံမင်းတာကြေးရွာဥက္ကဋ္ဌကိုဝင်ဖမ်းနေလမ်းနေခဏပိတ်လိုက်ရတယ်။အခုရန်ကုန်မန္တလေးကားလမ်းဟောင်းဘေးမှာရှိတဲ့ပကံချောင်းကြေးရွာကိုစစ်တပ်ကစစ်ကူအင်အားတွေဖြည့်တင်းနေတယ်။စစ်ကြောင်းလဲထိုးနေတယ်လို့ဒေသပြည်သူတို့ကပြောဆိုပါရင်းအလားတူမလ25ရက်နေ့ည7:20မိနစ်ချိန်ပဲခူးတိုင်းပေါခေါင်းအုပ်တွင် အမြန်လာမိုင်းတိုင်းမောင်းနှင်လာတဲ့အကြမ်းမတ်စစ်အုပ်စုရဲ့စစ်ကား2စီးကိုဘော်ရာကြေးရွာနဲ့ပေါ်လန်ကြီးကြေးရွာကြားပြ ည်သူ့ကောက်ွယ်တမတော်စစ်စင်ရေးနယ်မြေနှင့်တိုင်းစစ်ဌာနဘက်ကဗျူဟာ၂၁တက်ခွဲ၃ပြည်ခရိုင်တပ်ရင်363နှစ်ကကြားဖြတ်တိုက်ခိုက်ခဲ့သည့်ဖြင့်စစ်တပ်ဘက်မှသေဆုံးထိခိုက်မှုများပြားခဲ့ကြောင်းထို့အတူမလ၂၆ရက်နေ့နနက်တနာရီ၁၀မိနစ်ချိန်ရန်ကုန်မင်းလေးအမြန်လန်း၁၂၈မိုင်မင်းရဲရဲစခန်းနဲ့၁၂၄မိုင်နရရင်ရဲစခန်းတွေကိုပြည်သူ့ကောက်ွယ်တမတော်များကဝန်းရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်းသိရပါသည်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ပူလောမျိုးနဲ့ရင်းစစ်ကောင်စီစစ်ကြောင်းနဲ့တူရွာမီရှုရရင်ပါဝင်သူပြူစောတီကောင်းဆောင်ပြစ်ဒတ်ခံရပြီးတော့တေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာရီတိုင်းပူလောမြို့နယ်ရှပ်ပုံကျေးရွာရှိစစ်ကောင်စီစစ်ကြောင်းထူရရင်ရှေးဆောင်လမ်းပြဖြစ်ပါဝင်သူပြူစောတိကောင်းဆောင်ဆိုသူဦးသိန်းစော်အေပြစ်ခတ်ခံရပြီးတော့နေရာရင်းမင်ပွဲချင်းပြီးတည်ဆောင်သွားကြောင်းပြည်သူ့ကော်ရိုက်တက်မတော်မြိတ်ခရိုင်အမှတ်1တရင်ထံမှသိရပါဗျာ ပူလောင်မျိုးနဲ့ရှက်ပုံချင်းရွာပြူစောတိကောင်းဆောင်ဖြစ်တဲ့အသက်55နှစ်ဝင်းကျင်ရွယ်ဦးသိန်းစော်အေးကိုရန်နေမလ28ရက်နနက်9:00ဝင်းကျင်ကပူလောင်မျိုးနဲ့မင်းတိရီကျေးရွာလမ်းမှာတော်လိုင်းပူပေါင်းတပ်များကပြစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ သိန်းစုံရရွာမှာအရန်ဆိုးတဲ့သူ2021ဆေးရနာသိန်းစင်ကအာနာဖီဆိုင်လှုပ်ရှားမှုမှာပါဝင်တဲ့စီရီယံဝန်ထမ်းတွေကိုစစ်ကောင်စီတပ်နဲ့ပူးပေါင်းဖမ်းဆီးခြင်းချင်းချငွေကြေးတောင်းခံခြင်းတွေလုပ်တဲ့ပြီးတော့စစ်ကောင်စီစစ်ကြောင်းရွာတွေကိုဝင်လာရင်လမ်းပြဖြစ်လိုက်ပါပေးပြီးတော့ရွာတွေကနေအိမ်တွေကိုမိရှုပ်ဖျက်ဆီးရနေမှာလဲထိတ်ဆုံးကပါဝင်တဲ့သူဖြစ်တယ်လို့ပြည်သူ့ကောက်ွယ်တပ်မတော်မြေခရိုင်အမှတ်1တရင်ရဲ့ပြန်ကြားရေးတာဝန်ခံကိုအာနုက AR Time ကိုပြောပါရတယ်။ ်အဆိုပါပြစ်ခတ်မှုကိုပြည်သူ့ကောက်ွယ်တမန်တော်မြိတ်ခရိုင်အမတ်တက်တရင်နဲ့မြိတ်ခရိုင်ပြည်သူ့ကောက်ွယ်ပူပေါင်းတပ်ဖွဲ့တို့မှပူပေါင်းလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ထို့ကြောင့်မြိတ်ခရိုင်အမတ်တက်တရင်အနေနဲ့စစ်ကောင်စီတရက်ထောက်တိုင်မှန်သမျှကိုဖြိုဖျက်သွားမည်ဖြစ်သောကြောင့်စစ်သားရဲပြူစောထင်းရက်ကွာအုပ်ချုပ်ရေးမှုများအနေဖြင့်ပြည်သူ့ဘက်ကမျက်နှာမူ၍လက်နက်ချအလင်းဝင်ရောက်ကြရန် ပြည်သူ့ကောက်ွယ်တမန်တော်မြိတ်ခရိုင်အမတ်တက်တရင်ကအသည့်ပေးထုတ်ပြန်ထားပါတယ် နောက်ထပ်ထပ်ပြီးတော့တင်းဆက်ပေးမဲ့တရင်ကတော့ကျောင်းပြူရန်ကုန်ကားလမပေါ်ရှိပြိုင်းစိကင်ရွာအနီးအေနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်ဆိုတဲ့တရင်ကိုတင်းဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကျောင်းပြူမြို့နယ်ရှိကျောင်းပြူရန်ကုန်ကားလမပေါ်ရှိပြိုင်းစိကင်ရွာအနီးတွင်အာရခတပ်တော်အေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်ခဲ့ကြောင်းတရင်ရရှိပါရယ်။ ကျောင်းဖြူရမ်းမြေရန်ကုန်တို့သွားတဲ့လမ်းမပေါ်ရှင်အမှတ်32ရဲတပ်ရင်းနဲ့အနီးဆုံးဖြစ်တဲ့ပြိုင်းစေးကင်ရွာအနီးတွင်ရှနေမတ်29ရက်နနက်ပိုင်းမှစ၍အင်အားနဲ့အခန်းပါစစ်ကောင်စီစစ်ကြောင်းနဲ့အေရုတိုက်ပွဲပြင်းထန်နေခြင်းဖြစ်တယ်လို့မြေပြင်ဒေသခံစီးရင်တင်ရှင်မတူကပြောပါရတယ်။အင်အားနှစ်အလောက်ရဲတပ်ရင်ကနေစစ်ကြောင်းထိုးတန်လာတာကိုဘကလည်းတက်သူဘကလည်းတက်တော့ထိတွေ့တိုက်ပွဲဖြစ်တာမနက်ကနေအခုညနေ3:00အထိပြင်းထန်ပဲလို့မလ29ရက်နေ့မှာပြောပါရယ် တိုင်ပွဲတွင်အဆိုပါစစ်ကြောင်းကိုဦးဆောင်လာတဲ့အမှတ်32ရဲတပ်ရင်းမှဘူစင်းပါဝင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထိခိုက်ဒဏ်ရာရရှိမှုများနေပြီးတော့ကျောင်းဖြူမြို့စစ်ရုံသို့ယူဆောင်သွားတယ်လို့ကျောင်းဖြူဒေသခံစီရီတရင်ရှင်မြို့သားတို့ကပြောပါရယ် အရင်ဆုံး32စီကားနဲ့တဲတဲ့ပြီးရင်ကြောက်ဖြူမျိုးစေယုံကိုပုံနေတယ်ဘိုးအစ်စ်နေထံရရနေတယ်လို့ပြောပါရယ်ကြောက်ဖြူမျိုးနဲ့ရင်အေးရဲ့ထိုးစင်မှာရမန်နေ့မလ26ရက်ထိအမှတ်32ရဲတရင်နဲ့မိုင်းဝက်ခန့်အကွာတို့ ရောက်ရှိနေပြီလို့သိရပါရယ်အမှတ်32ရဲတရင်ကိုအေးကပြီးခဲ့တဲ့ဖေဖော်ဝါရီလ26ရက် နေ့လယ်မှစတင်က ထိုးစစ်စင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါရယ် နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တင်ရင်ကတော့စစ်တပ်မှထွက်ပြေးသူတွေကိုပြစ်တက်ဖို့အတွက်အမိန့်ထုတ်ထားဟုအလင်းဝင်စစ်ကောင်စီတပ်သားနှစ်ဦးဖွင့်ဟဆိုတဲ့တင်ရင်ကိုတင်ဆက်ပေးပါမယ်။ စစ်တမ်းမှာထွက်ပြေးသူတွေကိုပြစ်တက်ဖို့အတွက်အမိန့်ထုတ်ထားကြောင်းမုံရခိုင်အမတ်တတရင်ထက်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားနှုတ်ဦးကဖွင့်ဟပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့တမ66လက်အောက်ခံခမာယ၄တရင်မှပါစတပ်သားမျိုးမင်းထွေနဲ့ဒုတကြပ်အောင်ကျော်မိုးတို့အလင်းဝင်လာပြီးနောက်အထမအတိုင်းဖွင့်ဟမှုကိုမုံရခိုင်အမတ်တတရင်ယနေ့မလ29ရက်နေ့မှအတိပေးထုတ်ပြန်ပါတယ် ကျွန်တော်တို့မပြေးခင်တော့ကတော့ပြည်ရဲသူတွေကိုပြစ်တတ်ဖို့အမိန့်ထုတ်ထားတယ်။ထွက်ပြေးရင်တက်ပြစ်မယ်ဆိုတာမျိုးလို့တပ်သားမျိုးမင်းထွေကပြောပြပါရယ်။၎င်းတို့နှစ်ဦးကထွက်ပြေးဖို့အတွက်အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီးတော့တအူးကိုအနည်းဆုံး၃ချိန်ထပ်မနေရှိကထို့နောက်လွိုင်းကုန်းနဲ့ရခိုင်ဒေသစစ်မြေပြင်သို့ပို့ဆောင်ခံခဲ့ရတယ်လို့ဆိုပါရယ်။ပေါ်တာဆွဲခံရတဲ့သူတွေကတခုခုဆိုပြေးဖို့ပဲချောင်းနေကြတာပြန်ပြေးဖို့အစီအစဉ်မရှိကြဘူးလို့ဒူတက်ချက်အောင်ကျော်မိုးကအထမစူဆောင်းခံနေရတဲ့တပ်သားများရဲ့အခြေအနေကိုရှင်းပြပါရယ်။ ထို့ပြင်စစ်ကောင်စီရဲ့လေ့ကျင့်ရေးသင်တန်းကျောင်းရှိစဉ်ကလည်းသင်တန်းသား300ကျော်အနက်200ခန့်မှပေါ်တာဆွဲခံရသူများဖြစ်ပြီးတော့ထွက်ပြေးသူများလည်းရှိခဲ့ကြောင်းအသိပေးပါရစေ။ စူဆောင်ရေးကနေအမှတ်30ခလေးမျိုးတင်နန်းကာလနှစ်လခွဲပဲတင်နန်းသားဥယေကအယောက်300ကျော်တဲ့သုံးချိုးနှစ်ချိုးကပေါ်တာဆွဲခံရတာထွက်ပြေးရတဲ့သူကတစ်ခါပြေးရင်3-4ယောက်မကြာခဏဆိုသလိုဖြစ်တဲ့မိသွားရင်သူတို့ကရိုင်းနှက်ပြီးတော့အချုပ်ထဲထဲရလို့တပ်သားမျိုးမင်းထွေကနေရိုက်၌ထမင်းစားနေစဉ်စစ်ကောင်စီတပ်ကလာရောက်ခေါ်ဆောင်ခံရခြင်းဖြစ်ပြီးဒုတက်ကျအောင်ကျော်မိုးကလည်းလမ်းပေါ်၌ဖမ်းဆီးခံရခြင်းလို့ထွက်ဆိုထားပါတယ် တို့စီမနေရတာဝါသနာပါလို့လည်းမဟုတ်ဘူးတို့အုပ်ချုပ်မှုကိုလည်းမကြိုက်ဘူးလို့တတမျိုးမင်းထွေကထွက်ပြေးလာရတဲ့အကြောင်းကိုပြောပါရင်ခမာရ၄တရင်မှတတနှုတ်ကပြီးခဲ့တဲ့ဖေဖော်ဝါရီနောက်ဆုံးပတ်ကလက်နက်မဲ့ထွက်ပြေးလွမြောက်လာခြင်းဖြစ်ကြောင်းမုံရခိုင်တရင်တဲ့တာဝန်ရှိသူကဆိုပါရင် သူတို့နှစ်ဦးကတော့တရင်ရဲဘော်ဖြင့်ဆက်လက်တောင်းဝင်ထမ်းဆောင်မယ်လို့တော့ပြောတယ်။အခုလောလောဆယ်တော့စောင့်ကြည့်အနေထားနဲ့ထားထားပါတယ်လို့၎င်းကလူလူຫນွေဦးတို့ပြောပါတယ်။လူငယ်များအနေနဲ့စစ်ကောင်စီရဲ့အတ္တမတသားသင့်စူဆောင်းခံရမယ့်အခြေအနေမတိုင်ခင်ကတည်းကရုံးထွက်ကြရန်တော်လှန်တပ်ဖွဲ့များကတိုက်တွန်းထားပါတယ်။ ်ထို့ပြင်စစ်ကောင်စီရဲ့မတရားစစ်မှုရန်ဥပဒေကြောင့်အတင်းအဓမ္မတပ်သားတဲ့စုဆောင်းခန့်နေရတဲ့လူငယ်တွေအနေနဲ့သင်တန်းတက်နေစဉ်ကာလ၌ဖြစ်စေသင်တန်းပြီးဆုံး၍လက်နက်တက်ဆင်ပြီးအနေထား၌ဖြစ်စေနီးစပ်ရာတော်လိုင်းရှက်တက်ဖွဲ့များထံလက်နက်နဲ့တကွထွက်ပြေးလာပါကထိုက်တန်စွာစုချင်းမြင့်မြင့်ဖြစ်ကြောင်းအမျိုးသားညညွေးအစိုးရကာကွယ်ဝင်ကြီးဌာန MOD ကထုတ်ပြန်ထားပါတယ် စစ်ကောင်စီကလူငယ်များအားအထမခေါ်ဆောင်ပြီးတော့တပ်သားသစ်စုဆောင်းလာသည်မှာစစ်မှုရန်အပတ်စဉ်ဆက်နှစ်ထိရောက်ရှိနေပြီးတော့အမျိုးသမီးများနဲ့အစိုးရဝန်ထမ်းများကိုပါစစ်မှုထံခိုင်းရန်စီစဉ်နေပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုကောင်းကွယ်ပေးသည့်တပ်မတော်ထူထောင်ရန်ဆန္ဒပြုကြောင်း UNG ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုဖျက်ဆီးနေတဲ့အာဏာသိမ်းစစ်ကောင်စီကိုနိုင်ငံအနှံ့တော်လှန်တိုက်ခိုက်နေမှုကိုခေတ်သစ်ဖက်စစ်တော်လှန်ရေးဟုရင်းညွှန်းပြီးထိုကာလအလုံးတွင်ပြည်သူကိုအလေးထားကာကွယ်ပေးသည့်ပြည်သူတပ်မတော်အဖြစ်ထူထောင်ရန်မျှော်မှန်းဆန္ဒပြုကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါသည်ရှနေမလာ၂၉ရက်နေ့တွင်ကြာရောက်သည့်နှင်း၈၀ပြည့်ဖက်စစ်တော်လှန်ရေးနှင့်အခမ်းအနားသို့ပေးပို့သည့်တဝန်လာမှအန်ယူဂျီကရှင်းသို့ဖော်ပြထားခြင်းဖြစ်ပါသည် အတိတ်သမိုင်းတွင်မြန်မာပြည်သူတရက်လုံးရဲ့လွတ်လပ်ခွင့်အကြောချအာဏာပိုင်ဆိုခွင့်တို့ကိုလက်နက်ဖြင့်အနိုင်ကျင်းကနယ်မြေချက်ထွင်သိမ်းပိုက်ခဲ့ကြသည့်နယ်ချက်ဖက်ဆက်တပ်များကိုတိုင်းသားပြည်သူတရက်လုံးရဲ့ပူပေါင်းတော်လှန်တိုက်ခိုက်မှုဖြင့်အောင်မြင်စွာမောင်းထုတ်နိုင်ခဲ့ကြောင်းအန်ယူဂျီကဆိုပါတယ်။လက်ရှိမှာတိုင်းသားပြည်သူလူထုရဲ့အခွန်ပဏာချွေးနှဲစာနဲ့တိစောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးရန်ညားကိုကိုကျိုးအတားဖတ်ပြီးတော့ညံပြင်းတဲ့အကြံဖတ်စီအုပ်စုကအတမအာနာလူယူကပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရမည့်စစ်တပ်ဖြစ်မှ ပြည်သူလူထုရဲ့အသက်အိုးအိမ်စီစဉ်ကိုရံပြုချင်းချောက်ဖြတ်စင်းနေသည့်ဖက်စစ်စစ်တပ်အသွင်သို့ကူးပြောင်းလာခဲ့ကြောင်းအန်ယူဂျီကဖော်ပြပါရယ်။အစိုးရဖက်စစ်စစ်တပ်ကိုတိုင်းရင်းသားပြည်သူတရက်လုံးကနေရအနှံ့တော်လှန်နေကြပြီးတော့လက်ရှိကာလကိုခေတ်သစ်ဖက်စစ် တော်လှန်ရေးကာလလို့ရှင်ညွှန်းရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်ကပြောဆိုထားပါရယ်။ အတိတ်သမိုင်းတွင်တိုင်းသားပြည်သူများရဲ့စူးစီးညီညွတ်မှုဖြင့်အောင်မွေးများရရှိခဲ့သလိုလက်ရှိပြည်သူ့နယ်ဦးတော်လှန်ရေးတွင်အန်ယူဂျီနေနဲ့တိုင်းသားပြည်သူအားလုံးနဲ့ဟန်ချမ်းညီညီလက်တွဲဆောင်ရွက်နေပြီးမကြာမီကာလတွင်အောင်မွေးများစုခုနိုင်ရန်ဆန္ဒပြကြောင်းအန်ယူဂျီကထုတ်ပြန်ပါသည် ်ပြည်တွင်းပြည်ပဖက်စစ်မိဆာများကို KSSS ရရနီလန်းနဲ့တော်လန်တိုက်ခိုက်ခဲ့ကြတဲ့တိုင်းသားပြည်သူများအလုံးရဲ့စွန့်လွတ်အနစ်နာခံမှုကိုအစဉ်အမြဲအောင်မြင်တရလေးစားဥညုပ်ပါကြောင်းလဲအမျိုးသားညညရဲ့အစိုးရရဲ့ထုတ်ပြန်ချက်မှရှင်းတာထားပါရယ် ။မကြာမီကာလတွင်ပြည်သူများအလုံးအောင်ပွဲများဆုခိုနိုင်ပြီးအသည့်ပြန်လည်တည်ဆောက်မဲ့ဖက်ဒရယ်တမတော်ကိုဖက်စစ်တရေဆိုးကင်းစင်၍ပြည်သူကိုအလေးထားကာကွယ်ပေးသောပြည်သူတမတော်တရားဖြစ်ထူထောင်နိုင်ရန်မျှော်မှန်းဆန္ဒပြုကြောင်းအန်ယူဂျီကပေးပို့တဲ့တဝန်လွှာမှာဖော်ပြထားပါသည်။ ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်တဲ့နှစ်80ပြည့်ဖက်စစ်တော်လှန်ရေးနေ့တဝန်လာရင်းလေမြန်မာပြည်သူလူထုကဖက်စစ်ဂျပန်များကိုမြန်မာမျိုးပေါ်မှာအပီးတိုင်တိုက်ထုံနိုင်ခဲ့တော့လေမိမိနိုင်ငံနဲ့မိမိလူမျိုးပေါ်လူမဆန်တဲ့လုပ်ရများဖြင့်ဖိနှိပ်အထုတ်သောအကြမ်းမတ်ဆရာနာရှင်စနစ်ဆိုးလက်အောက်မှာယနေ့ချိန်ထိရုန်းကန်နေရဆဲဖြစ်ကြောင်းဖော်ပြပါရယ် ယနေ့ຫນွေဥတော်လန်ရေးကဆီယလာရှင်စနစ်ဆိုးကို တော်လှန်တိုက်ထုတ်ပြီး Federal Democracy ပြည်အောင်စုကိုတည်ဆောက်မဲ့နောက်ဆုံးတိုက်ပွဲဖြစ်ကြောင်းဆီယပင်းကပြောဆိုပါတယ် ထို့ကြောင့်တော်လိုင်းအင်အားစုများအလုံးနေဖြင့်အနာဂတ်မျိုးဆက်သစ်များအတွက်လွတ်လပ်၍တရားမျှတသည့် Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးတွင်အတိတ်သမိုင်းသင်ခန်းစာများကိုစံနမူနာယူ၍ဆွဲမလျှော့ပဲဆက်လက်တိုက်ပွဲဝင်သွားကြစေလိုကြောင်း CRPH ကတိုက်တွန်းပါတယ်။ထို့ပြင်အာဏာသိမ်းစစ်ကောင်စီရဲ့မတရားမှုနဲ့ပြည်내မှုများကိုစံကျင်ပြီးတိုင်းရင်းသားပြည်သူအလုံးအတူရှင်တွဲနေထိုင်သွားနိုင်မည် Federal Democracy ပြည်ထောင်စုပေါ်ပေါင်းလာသည့်အထိသမိုင်းပေးတာဝန်များကိုကျေးဝန်စွာထမ်းဆောင်သွားမည်ဟုတန်ိုင်းထံပြောကြ ောင်ပြည်တော်စွန့်လွတ်တော်ကိုစားပြုကော်မတီ CRPH ကထုတ်ပြန်ထားပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။